အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆေးရလေးညွတ်တရပါကဲကျွန်တော်ကဘာခေါကင်းနဲ့ပတ်သက်ပြီးတော့ဟောတယ်ပြောတယ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့လည်း2025နဲ့ပတ်သက်တဲ့ဟောကင်းလေးကျွန်တော်ဟောချက်တွေထုတ်ခဲ့ပြီးပြီအဲ့တော့နော်ဒီအဲ့တော့မေးစရာရှိတယ်လူတွေရှိလာတယ်အဲ့ဒါပါလဲဆိုတော့2025မှာကောမြန်မာနိုင်ငံကြီးလွတ်လပ်မသွားဘူးလား freedom မဖြစ်သွားဘူးလားဆိုပြီးတော့မေးတယ်အဲ့တော့ ကျွန်တော်ကအရှိကိုအရှိတိုင်းအမြင်ကိုမြင်တိုင်းပြောရမယ်ဆိုရင်2025တဲ့ဘာလို့ဒီမှာနိုင်ငံကြီးနဲ့ပတ်သက်ပြီးကတ္တမအစိုးရကြားတဲ့ကတိဒီကတ်နော်ပြောရမယ်ဆိုရင်တော့ဒီဟာကဒီကမ္ဘာဟော်ကိန်းနေနမိတ်နေနဲ့ပတ်သက်ပြီးရောအရန်နာမည်ကြီးပါတယ်ဆိုရင် North Starter မဲ့ရဲ့ Terror Cat ထဲရနော်နမကိုကိုမြောက်ကတ်ကကကြတော့ The Harmil ခေါ်တဲ့ကတ်ကြတယ်ဟုတ်ပြီဒီကတ်မှာ ဖော်ပြထားတဲ့ကျွန်တော်စာလေးချို့ကိုကျွန်တော်ဖတ်ပြမယ် True revolution made by the evil Sigawilla Chainboard Kings and their dispensation เนาะကျွန်တော်အတန်းထက်တာမိုင်းလည်းမမှာ Okay ပြောလိုက်တဲ့အိပယ်တစ်ခုပြောရမယ်ဆိုရင်2025မှာတော်လန်ရေးပြီးအောင်မလားပြီးသူစစ်ကောင်စီကြဆုံးဖို့ရှိလားမရှိသေးဘူးဒါကျွန်တော်အပေါ်လင်းဆုံးပြောပြတာ ဲ့တော့ဘာတွေပြောင်းလဲလာဖို့ရှိလဲဒီမှာဒီတက်ရဲ့အဆိုရဘာဖြစ်လဲဆိုတော့နော် revolution ပေါ့တော်လန်ကြီးအရှိလက်တော်လန်ကြီးဖြစ်နေတာပဲပေါ့ဒီနဲ့ပုံပြီးတော်လန်ကြီးဖြစ်စရာလိုအပ်လားပြောမှဆိုတော့လိုအပ်တယ်ဒီမှာဘာပြရလဲဆိုတော့ true revolution ကိုပြရတယ်တော်လန်မှုနှစ်ရက်လို့ပြရတယ်တော်လန်မှုနှစ်ရက်ဆိုတာကဥမာကျွန်တော်တို့လက်ရှိအောက်ဆိုးနေတယ်အောက်ချုံနေတယ်နော် ဒီစစ်ကောင်စီအုပ်စုစစ်အာဏာရှင်အဖွဲ့အစည်းကို တိုက်ခိုက်နေတဲ့သူတွေရှိနေတယ်ဒါက revolution တက်တာဒါဒီဒီစစ်ကောင်စီစပြီးတော့အာဏာသိမ်းကြရစပြီးတော့ဒီစစ်ကောင်စီနဲ့ပတ်သက်တဲ့မကြိုက်လို့ဆိုပြီးတော့ဒါကိုတွန်းလှန်နေတဲ့သူတွေရှိတယ်ဒါတော့ပုံမှန် revolution 2021တည်းကစပြီးတော့အခုချိန်ကြီးတိုင်းအောင်ဆက်လက်ပြီးတိုက်နေတော့မယ်ဒါကဘယ်လိုခေါ်လဲတိုက်နေတဲ့ revolution ကိုပြောချင်တာပြောချင်တာ2025မှာဖြစ်လာမယ့် two revolution ကဂျိန်တစ်ခါမှမတိုက်တဲ့ သူတွေပေါ်လာမှာဘလို့ဟာမျိုးလဲဆိုတော့နှစ်ရက်ပေါ်လာမှာတစ်ရက်ကကြတော့သူတို့အချင်းချင်းနဲ့ရအောင်ဆိုသူတို့အချင်းချင်းနဲ့ရစစ်တက်ထဲကနေပြီးတော့တက်ထဲကနေပြီးတော့ပဲမနစ်ကတော့မှလည်းအစုလိုက်အပြုတ်လိုက်ကြီးပေါ့နော်ဒီတော်လန်ပို့ဆိုပြီးတော့မှဒီနော်ဟိုလက်နဲ့ချပြီးအလင်းဝင်သွားသူတွေအများများရှိတယ်ဒီနှစ်ဒီကြီးကျယ်တော့လက်နဲ့ချဟုတ်အလားလားအများများတယ်ချက်နော်ရီဗိုလူရှင်းကကြတော့ဘာလဲဆိုတော့ တကြိမ်တစ်ခါမှမပါဝင်မပတ်သက်ဘူးပါဘူးဆိုတော့ပြည်သူတွေနဲ့နော်လူတွေချမ်းသာတဲ့သူတွေအမြောက်များပါလာမယ်။အကြောင်းပါလာမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ခမရတော့ဒီ2025မှာတွေ့နေရမမြင်နေရတာပဲ။ကျွန်တော်တို့ပြည်သူတွေအပေါ်မှာရောမြန်မာနိုင်ငံမှာရှိနေကြတဲ့လူငယ်တွေအပေါ်မှာရောပတ်စံရှိတဲ့တိုင်းဝိုင်းတွေအပေါ်မှာရောဆက်ဆံနေတဲ့အရာမများအလုံးဒီမတရားစွာဆက်ဆံနေရတဲ့အမြောက်များများတယ်။အဲ့တော့အဲ့ရဖြစ်လာမှကြီးကြီး။အဲ့တော့ အဲ့လိုဖြစ်လာတဲ့အတွက်ကြောင့်ဘာတွေပြောင်းလဲနိုင်အောင်လဲနောက်တစ်ချက်ပြောမယ်ကမ္ဘာဟောကိန်းမှာကျွန်တော်ဟောခဲ့တယ်ကမ္ဘာဟောကိန်းကိုလှိုင်းရှင်ပြီးကြည့်မယ်ဆိုရင်ကမ္ဘာတဝန်းတော့မှာလဲဟိုနေရာတစုဒီနေရာတစုစစ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးဖြစ်မယ်စစ်ဆိုတဲ့နေရာမှာတနက်တဲ့ပြစ်မှာစစ်မဟုတ်ဘူးဒါလည်းသိပါလိမ့်မယ်နိုင်ငံကြီးနိုင်ငံကြီးတိုက်ခိုက်တဲ့အခါမှာခုနှစ်တခုထိခိုက်ဖို့ဆိုတာစီးပွားရေးအရာတိုက်ခိုက်တယ်ကျွန်တော်တို့တော့ပြီးတော့ပါလဲဆိုတော့ဒီလူမှုရေးအနေနဲ့တိုက်ခိုက်ကြတယ်ဒီလိုတယောက်တယောက်ဖိအားတွေပေးကြတယ် ဒီလိုတိုက်ပွဲကိုခေါ်တာပေါ့တော်တော်နဲ့အုံအုံအတိုင်းပြင်မှာတိုက်ပွဲမဟုတ်အဲ့လိုမျိုးဖြစ်မဲ့ဟာတွေလည်းရှိလာအောင်မရှိလာကြတော့မရှိဘူးအဲ့တော့အဓိကတော့ပါလဲဆိုတော့အမေရိကနိုင်ငံကြီးအမေရိကနိုင်ငံကြီးရဲ့အားပြိုင်မှုကကဘာတစ်ခုလုံးကိုတက်ရမှုရှိတယ်အခုဒေါ်လာထရန့်တက်လာတယ်တက်လာပြီတက်လာပြီးခဲ့ရနေတိုင်းကို policy တစ်မျိုးမှုတစ်မျိုး upgrade တစ်ခုမှုတစ်ခုလုပ်နေတယ်နော်လုပ်နေတယ်အဲ့လုပ်နေတဲ့ဟာကအချို့တိုင်းမီဒီယာလုံးဝလုံးဝအဆင်မပြေဘူးအချို့တိုင်းမီဒီယာတော့အဆင်ပြေပါမယ် ကျိုးရည်အတွက်တော့အခက်အခဲတွေရှိပါမယ်။အဲ့တော့သူတက်ချင်းကကောင်းတာလည်းရှိတယ်၊ဆိုးတာလည်းရှိတယ်။ဆိုးတာလေးလည်းအများကြီးများမယ်။ဒါပေမဲ့ပြောလို့လားကြတော့ Durant Trump ကမြန်မာနိုင်ငံပေါ်ကြည်လာလိမ့်မယ်။အဲ့ဒီကြည်လာတဲ့တရားမှုကအရန်ပြင်းတယ်။ပုံမှန်မဟုတ်ဘူး။အဲ့လိုပုံမှန်မဟုတ်တဲ့ကြောင့်မလို့ဒီကတ်တစ်ခုကြာလာတယ်။ကျွန်တော်မနေ့ကတော့လည်းကျွန်တော်ဒီကပ္ပဟောင်းကိုတင်ခဲ့တယ်။တင်ခဲ့တဲ့အချိန်တုန်းကလည်း ဒေါ်လန်ထရန့်ကအမေရိကကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့လုံးဝလုံးဝဝင်ရောက်ပတ်သက်ဖို့ရှိနေတယ်။ဘာကြောင့်ပတ်သက်ဖို့ရှိနေရလဲဆိုတော့တရုတ်ကလည်းလှိုက်ပြီးလိုချင်လို့အိန္ဒိယကလည်းလိုချင်တယ်။ပြောရမယ်ဆိုရင်တော့အိန္ဒိယကတရုတ်ကအမေရိကကသုံးပြိုင်နေတယ်။ဒိုဂျိုးဘိုင်နဲ့အချိန်မှာတော့လောက်ဖို့ကတိတ်တော့ဟိုမရှိဘူးပေါ့ထားပါတော့အဲ့တော့ဒရန်ထရန့်ကကြတော့သူကအချိုးမြက်ကိုကြည့်ရတယ်ဖြစ်လာမဲ့ reset ကိုကြည့်ရတယ် အကျိုးမြတ်ကိုကြည့်ရတယ်။ဘာအကျိုးမြတ်လဲဆိုတော့ကြည့်ရတယ်သူပေါ့။ပြောမှဆိုတော့သူကနိုင်ငံသားမနဲ့စီးပွားရေးသမားဆန်တာဗျာ။ဒါကျွန်တော်ဘာမှသိတာမဟုတ်နော်။ကျွန်တော်ဒီဒီကျွန်တော်ဒီနမိတ်တွေနဲ့ပဲသက်ပြီးတော့ပဲရှင်ပြဲပြီးရဲနဲ့ပြောတာပဲရှိတယ်။အဲ့တော့2025မှာမြန်မာနိုင်ငံကအကြီးအကျယ်ပြောင်းလဲဖို့ရှိတယ်။ပြောချင်တာကတော့အရင်တုန်းကဆိုရင်မြန်မာနိုင်ငံအင်အားကိုအခြားနိုင်ငံကြီးတွေကလာရောက်ဖိတိတ်တာလို့ပါကြောင်သိမရှိဘူး။မြန်မာနိုင်ငံဆိုရင်စီဆိုရလည်းတောက်ကျုပ်ဆိုင်ဘူးတိုက်တဲ့သူလာပြောပြောအာဆီယံမကောက်တော့ဘာကောင်းမြတ်လာပြောပြောစောက်ကူမဆိုင်ဘူးဆိုတော့စီဆိုရကဒီနှစ်မှာ စောက်ပြုတ်ဆိုင်စရာတွေပေါ်လာမှာအဲ့တော့တော်လိုင်းကြီးအောင်မြင်မလားလို့မေးတော်လိုင်းကြီးဆိုတာဘာအောင်မြင်တာလဲနော်တော်လိုင်းကြီးအောင်မြင်တယ်ဆိုတော့ဘယ်လောက်ထိတွေးထားလဲဆရာလာရှင်ကြမှာအောင်မြင်မလားဆရာလာရှင်ကသူ့ရဲ့ဒီပလင်ပေါ်မှာခြေကုပ်ပြီးထိုင်နေတော့မေးသူ့ရဲ့လောက်ပိုင်ခွင့်တွေကဖြည်းဖြည်းဖြည်းနဲ့အပေါင်ကျင်းလာရင်လေသူ့ရဲ့အာလာကြလာတာပဲဗျာအဲ့တော့2025မှာဘာဖြစ်လာလဲဆိုတော့သူ့ရဲ့လောက်ပိုင်ခွင့်ပေါင်းကျင်းလာတာပါ နော်ပလင်မောတော့မစင်သေးဘူးနော်ပလင်မောတော့မစင်သေးဘူးသူ့ရဲ့လောပိုင်ပောင်းနေကျင်းလာမယ်သူ့ရဲ့ nebel လေးတွေကျင်းလာမယ်ဒါပဲပြီးရခါကျတော့ကျွန်တော်တို့ဒေါ်လာအင်အားစုမှာရှိနေတဲ့သူတွေရဲ့အင်အားတွေတိုးလာမယ်အဲ့လိုအင်အားတွေတိုးတဲ့အချိန်မှာဖြစ်လာတယ်ဆိုတော့အတွင်းမှာဖြစ်နေတဲ့အတွင်းချင်းဖြစ်နေတဲ့လှိုက်စားမှုတွေရှိပါတယ်ဒီကာလပါဆိုရဟန်းကိုမြင်နေရတယ်အဲ့လာတွေကတော့တတ်နိုင်တယ်တတိယအတိုင်းပဲဒေါ်လာငွေတွေကိုဘောင်းတယ်လို့ဒေါ်လာငွေတွေမှာဖြစ်တယ်ငါဖြစ်တယ်ဆိုတဲ့ဟာရှိတယ် အဲ့ဒါအဲ့ဒါကြီးကတော့ဒီရှိရလဲရှိတယ်မရှိနေရလဲရှိတယ်ဒါကလည်းဖြစ်နေတဲ့အာရအားလုံးရဲ့ calculation ကိုနိုင်မယ်သိမယ်ကျွန်တော်ဘာတွေပတ်သက်ပြီးမပြောချင်ဘူးအဲ့တော့ချိုတော်လိုင်းကိုနှေးစီတဲ့ຢာရအားလုံးကဒါဒီကဘာဆိုအဲ့လိုမျိုးအတွင်းလိုက်စားတဲ့သူတွေရှိတယ်နော်အတွင်းလိုက်စားတဲ့ချလိုမျိုးအကောင်ရှိတယ်ချလိုမျိုးအကောင်တွေကလည်းအပြင်ကလိုက်စားမှလည်းချမှာအတွင်းလိုက်စားလည်းချပြီအဲ့တော့နောက်ဆက်ငါမှာတော့ မြန်မာနိုင်ငံကြီးကဏ္ဍမှာအချိုးခွေပြောင်းလဲဖို့ရှိတယ်နော်ပြောင်းလဲဖို့ရှိပါတယ်ကောင်းသောပြောင်းလဲခြင်းတွေလည်းရှိလာသလိုဆိုးသောပြောင်းလဲခြင်းတွေလည်းရှိလာမယ်ဆိုးတယ်ဆိုတော့စားတဲ့ဆိုးနေပြီသားပဲအဲတော့ဆိုးနေတဲ့အထဲမှာကျင်သာရအောင်နေရသူတွေအားလုံးကတော့တိုင်းပဲပေါ့အားမပြတ်တာမရှိဘူး nothing special ပေါ့တို့တော့ဒီနေ့ကဆိုးမယ်နော်ဆိုးတယ်ဆိုတာခင်ဗျားတို့တွေ့ပါလိမ့်မယ်တလားခု95ငါးတလားကြော်ပြီးပါပြီခုနှစ်လပိုင်းလဲရောက်လာပြီပါ လာပိုင်းတလာထဲမှာဘာတွေဖြစ်နေတာလဲခင်ဗျားတို့သိဆုံးဘလောက်ဒီအောင်ကိုနော်မိပါတွေအနေနဲ့ဘလောက်ဒီအောင်ရင်ခွဲပတ်လက်ဖြစ်ခဲ့ရလဲခင်ဗျားတို့သိဆုံးအဲ့တော့ရင်ခွဲပတ်လက်ဖြစ်မဲ့အတူတူခင်ဗျားတို့တာသမီတွေကိုစွန့်လွတ်မလားစွန့်ပြစ်မလားဒီစကားအလကားမဟုတ်ဘူးနော်ကျွန်တော်ပြောတာစွန့်လွတ်မလားဆိုတာကတာသမီတွေကနေစွန့်လွတ်လိုက်ပြီးတော့သူ့လိုရကြွားစိုက်တဲ့နေရာကိုသွားစေဖို့ဆိုပြီးခွင့်ပြုလိုက်တဲ့ဘောနော်ဆိုရဲအရာတွေပေါ့အဲ့တော့အဲ့လိုတွေရှိလာမယ်အဲ့တော့ နောက်95သည်အရာအလုံးတွေအပြောင်းလဲလုံးဝလုံးဝဖြစ်ပါမယ်။နော်ဒါပေမဲ့ဟိုကောင်ကြီးနော်နော်ဟိုကောင်ကြီးကလင်ဝိုင်းပြုတ်ကြပါဦးစီလားရှိတယ်။နော်တခုတော့ရှိတယ်သူ့ရဲ့နယ်ပဲသူ့ရဲ့လောက်ပိုင်ခွင့်သူ့ရဲ့ပိုင်ဆိုင်ခွင့်နေနယ်ပဲကြီးကျင်းလာမယ်။အဲ့လိုကျင်းလာဖို့အတွက်လေ revolution တွေများလာလိမ့်မယ်။အဲဆိုးဆုံး revolution ကသူ့အတိုင်းဝိုင်းတွေကပဲသူ့ပြန်ပြီးတော့တော်လှန်တဲ့ကိစ္စ။သူ့ကိုလုံးဝလုံးဝယုံကြည်ပါတယ်ဆိုပြီးတော့တတ်တတ်မှတ်တဲ့ယုံကြည်ထားပါတယ်ဆိုတော့ နော်သူတို့ရဲ့စစ်တပ်အတိုင်းဝိုင်းကသူတွေအားစခါခါသီးသီးမုံသွားတဲ့ကိစ္စတွေကဒီနေ့ထဲမှာအကြီးကျယ်ဖြစ်လာအဲ့ရှောင်းနေလို့မရဘလောက်နဲ့ပဲဖိအားပေးပေးဘလောက်ဖိအားပေးပေးဘလောက်ဖိအားပေးပေးနော်အိုက်ဒေါ်လာကြီးဖြစ်လာအဲ့တော့အဲ့လောက်ဆိုလဲကျွန်တော်တို့ဖက်ကတာနေရပြီပေါ့အဲ့ဒါပဲရှိလာနော်အဲ့ကြောင့်မဟုတ်လို့ပေါ့သူကြသွားမှသူသေးသွားမှဒေါ်လာကြီးပြီးတာမဟုတ်ဘူးသူကြသွားမှဒေါ်လာကြီးအောင်မြင်တာမဟုတ်ဘူး level ကြီးကျင်းလာသေးရေကိုဒေါ်လာကြီးအောင်မြင်တာပါအဲ့တော့ ူ့ရဲ့နယ်ပဲကျင်းလာကျွန်တော်တို့နယ်ပဲနော်ကျယ်လာတဲ့ခါကျရင်လေဒါဒီအောင်မြင်တဲ့လမ်းစာတစ်ခုခုဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဒါကကျွန်တော်ပြောပေးနိုင်တဲ့အရာပါနောက်ထပ်ဘာပြောမနိုင်လဲမသိသေးဘူးပြောမနိုင်တဲ့ဟာတစ်ခုခုစိတ်ထဲပေါ်လာလေဒါပြောမိမယ်နော်အဲ့တော့ဒီကဲအဆိုပါ